်မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်တရင်စာမျက်နှာမှာနှုတ်ခွန်းဆက်သပါရယ်မတ်လ15ရက်နေ့အတွက်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတော်ခင်ဆောင်းအောင်ပါရှင်ကရင်ပြည်မိုးပြဲမြို့နယ်မှာတော်လိုင်းရဲတပ်တွေလက်လုခဲ့ရတဲ့တက်စကန်အချို့ကို ပြန်လည်ထုတ်စစ်စင်တိုက်ခိုက်ရာစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလက်သိမ်းဆည်းရရှိခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲအမှတ်1ဗျူဟာကထုတ်ပြန်ပါတယ် မိုးပြမြို့ကိုမလ13ရက်နေ့မှာစစ်ကောင်စီကဒရုန်းလက်နက်ကြီးတွေအလွန်ကျွံသုံးပြီးထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ရှေ့တန်းကင်းနေရာအချို့တက်ဆုပ်ပေးခဲ့ရကမလ14ရက်နေ့မှာတော်လိုင်းအင်အားစုတွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်စစ်ကောင်စီတပ်သား15ဦးသေဆုံးပြီးဒဏ်ရာများပြားရရှိကလက်နက်6လက်နဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့တပ်ပေါင်းစုကကွယ်ရေးအဖွဲ့တို့အသာစီးနဲ့တော်လန်နိုင်တဲ့နေ့တနေ့ဆိုလို့ရမယ့်တိုက်ပွဲပါလို့ရှမ်းတောင်စစ်သေးတာခွဲအမတ်၁ဗျူဟာကပြောပါတယ်။အဆိုပါတိုက်ပွဲကို ရှမ်းတောင်စစ်သေးတာခွဲအမတ်၁ဗျူဟာ KNI အမျိုးသားများကကွယ်ရေးတပ် KNDF နဲ့အခြားတပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး KNDF B03 ကရဲဘော်တအုပ်ချဆုံးခဲ့တယ်လို့သိရပါတယ်။မိုးပြမြို့ကိုစစ်ကောင်စီကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကစပြီး လူအင်အားလက်နက်အင်အားတွေတာလွန်သုံးပြီးထိုးစစ်ဆင်နေတယ်လို့ဒရုန်းတွေဓာတ်ငွေဘုံတွေမီလောင်ဘုံတွေပါသုံးပြီးတိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကမီလောင်ဘုံတွေအသုံးပြုတိုက်ခိုက်မှုကြောင့်မိုးပြေမျိုးပေါ်ရက်ွက်တွေအတွင်းလူနေအိမ်15လုံးထဲမှနေမီလောင်ပျက်စီးခဲ့ရပါတယ်ရှင်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစကိုင်းတိုင်းကလူခွင့်ရေးချိုးဖောက်ခံရဆုံးဒေသဖြစ်ခဲ့ပြီးမကွေးတိုင်းမှာလူအစုလိုက်အသက်ဖြတ်ခံရမှုအများဆုံးဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအစဉ်ကစားထုတ်ပြန်ပါတယ်ဖေဖော်ဝါရီလအတွင်းလူခွင့်ရေးချိုးဖောက်ကျလူမှုစုစုပေါင်း604မှုရှိခဲ့ပြီးစကိုင်းတိုင်းက124မှုနဲ့အများဆုံးဖြစ်ကလေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေအတွက်68ကြိမ်မှာ သေဆုံးသူ26ဦးနဲ့အများဆုံးတိုက်ခိုက်ခံရတဲ့ဒေသဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်လူအစုလိုက်တပ်ဖြတ်ခံရမှုမှာတော့မကွေးတိုင်းကအများဆုံးဖြစ်ပြီး ကလေးငယ်နှုတ်အပေါဝင်31ဦးထိသေဆုံးခဲ့တယ်လို့သိရပါတယ်။ဘာသာရေးအဆောက်အဦ28လုံး၊ကျန်းမာရေးအဆောက်အုံ15လုံးနဲ့ပြည်သူနေအိမ်219လုံးပျက်စီးခဲ့ရတယ်လို့အစင်းကန်စာမှာဖော်ပြပါရတယ်။အခြားသောချုပ်ဖောက်ခံရမှုဖြစ်စဉ်တွေ ေဆုံးသူအရေအတွက်နဲ့ပျက်စီးဆုံးရှုံးမှုတွေကိုလည်းစနစ်တကျမှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့သိရပါတယ်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရလုံးဒန်းတူညီမျှရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဥတည်ချက်တွေကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြမ်းဖက်ဆဲဥစုရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာကိုစစ်ကောင်စီကမနေ့ကမလ၁၄ရက်နေ့ညနေ၃နာရီလောက်မှာလေကြောင်းပုံကျခဲ့တာကြောင့်ကလေးငယ်၆ဦးအပါအဝင်တိတ်ဆုံးသူ28ဦးထိရှိလာပြီလို့သိရပါတယ်။စင်ကူးမြို့နယ်လက်ပံလာကျေးရွာရှိလူစီကားရာဇေဆိုင်တန်းတွေကိုစစ်ကောင်စီကအကြောင်းမဲ့လေကြောင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးတိတ်ဆုံးသူတွေထဲမှာအသက်၄လအရွယ်ကလေးငယ်၁ဦးနဲ့ကလေး၆ဦးပါဝင်တယ်လို့သိရပါတယ်။ ရွာဆိုပေမဲ့မြို့ငယ်တစ်ခုစားလောက်အင်ချေထူတပြီးလူကြီးတိတ်သီးတဲ့ရွာအကြီးကြီးတရွာဖြစ်ပါတယ်။အဲ့လိုစီကားလာတဲ့လက်ပလာကျွာကိုမှဂျက်ဖိုင်တာနဲ့ပုံကျဲပြီးရွေချက်ရှိရှိတက်ဖြတ်သွားတဲ့စစ်ကောင်စီကိုအခုချိန်ထိအသက်ဆက်ပေးနေကြတဲ့လူတွေဟာလည်းစစ်ရွာစမှုတွေကိုတွယ်ပိုက်သောနေရာဖြစ်အားပေးကူညီနေကြတာဖြစ်တဲ့ဆိုတာသတိပေးလိုက်ပါရစေလို့မန္တလေး PDS စစ်ဦးစီးဒေါက်တာစိုးသူရစောကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒဏ်ရာရသူ30ကျော်ရှိပြီး တည်ဆုံးသူဥယေဟာလည်းထတ်တိုးလာနိုင်တယ်လို့သိရပါဗျ။စင်ကူးမြို့နယ်လက်ပံလာရွာဟာမိုးကုတ်မန္တလေးလက်မကြီးအနီးအဝေးပြေးကားတွေခတ်တာရန်နာရဖြစ်တယ်လို့အလွန်စစ်ကားတွေရွာကြီးတရွာဖြစ်ပါတယ်။ပြည်သူတွေပဲရှိတဲ့ရွာအလဲကောင်ကိုလေရင်နဲ့ဘုံကျဲရတဲ့ဖက်စစ်စကောင်စီရဲ့ရက်ဆက်ရုံမမှုကိုတော့လိုက်မီအောင်တောင်မစင်စားတတ်တော်ပါဘူး။ကျွန်တော်တို့လူတို့အနေနဲ့ကတော့ရွေးဆဲဆရာကတခုတည်းပါ။တော်လိုင်းရင်မှာတပအချားမရှိ ဖက်စစ်ဝါဒအမြင့်ဖြတ်ကြလို့မန္တလေးတပိတ်ခေါင်းဆောင်ဒေါက်တာတေဆာဆန်းကလည်းသူ့ရဲ့လူမှုကွန်ရက်ကတဆင့်အတိပေးထားပါတယ်။ပြီးကြတဲ့2025ခုနှစ်မတ်လ၄ရက်နေ့ကလည်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ပြည်သူနှုတ်အသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါဗျ စင်ကူးမြို့နယ်ကိုပြီးခဲ့တဲ့နှစ်ဇူလိုင်18ရက်နေ့မှာရှမ်းမစစ်စင်ရေးအတွင်းပြည်သူ့ကော်မတီတက်မတော်မန္တလေး PDF ဦးဆောင်တဲ့ပူပေါင်းတပ်တွေကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ထားပါရဲ့ရှင်။မန္တလေးတိုင်းတောင်သာမြို့နယ်ကစစ်ကောင်စီတွတ်ဆဲထားတဲ့စကြန်းကိန်းနဲ့စစ်တဲဆက်ရုံကိုတော်လိုင်းရေးတပ်တွေကဝန်းရောက်တိုက်ခိုက်ရာစစ်သား3ဦးသေဆုံးပြီးဂိတ်စခန်းနဲ့ဂိုဒေါင်ကိုမိရှို့ရှင်းလင်းခဲ့ပါတယ်။တောင်သာမြို့အနောက်ဘက်အထွက်က အင်အား90ခန့်တဆွဲထားတဲ့စကြံကိတ်ကိုမလ14ရက်နေ့နေ့လယ်ပိုင်းမှာမြင်းကြံခရိုင်အမှတ်3တရင်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးကအများပြားဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်သား30ခန့်ဟာတော်လိုင်းတပ်ဖွဲ့တွေကိုဝိုင်းပတ်တိုက်ခိုက်ခဲ့တာကြောင့်၎င်းတို့ရဲ့လက်နက်ခရိုင်တွေကိုကောက်ယူနိုင်ခြင်းမရှိဘဲ အထိုင်ကိတ်စကန်ကိုသားမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်တောင်တာမြို့နယ်စွကျယ်စက်ယုံမှာတဆွဲထားတဲ့စစ်ကောင်းစီတက်ကို60မမလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစက်ယုံတွင်းရှိဘန်ကာ၃လုံးပြိုကျပျက်စီးခဲ့ကစက်တုံကိုတောင်ကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပါရယ်။ အလားတူမကွေးတိုင်းအောင်လံမြို့နယ်ကပ္ပဆာ15ကကင်းပတ်ဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လရင်တတွေကတိုက်ခိုက်လို့စစ်သား3ဦးသေဆုံးခဲ့ကြောင်းကိုယ်တုံညာနှင့်တရင်တောင်ရင်းချင်းတက်ခွဲကထုတ်ပြန်ပါတယ်မလ13ရက်နေ့ည8:40မိနစ်ခန့်က အောင်လံမြို့အခြေဆိုင်ကပ္ပဆာ15ကစစ်သား25ဦးခန့်ဟာတမူလာကျေးရွာနဲ့အနီးပဝင်းကျေးကိုကင်းပတ်ဖို့ထွက်လာစဉ်တော်လရင်ပူပေါင်းဖွဲ့တွေက တံပူလတိုက်နယ်တွင်းရှိဖောင်ယိုအင်ဂျီကျွဲခေါင်းရွာလန်းစုံမှစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိပြီးတိုက်ပွဲဖြစ်ပွားရာနေရာက5.56 G2 တောင်း MA2G ပေါက်တစ်ခုနဲ့အုတ်ထုပ်တလုံးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကို နေပြည်တော်တရင်9392နေပြည်တော်တရင်8394တရက်ခရိုင်အမှတ်1တရင်မကွေးတောင်ပိုင်းပြည်သူ့ကော်မတီတပ်ဖွဲ့ SMPDF နဲ့အောင်လံပကပတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ရှင်။စစ်ကောင်စီဟာအကျဉ်းသားတွေကိုလက်နဲ့တဆင်ပေးပြီးတော်လိုင်းရေးတပ်တွေကိုပြန်လဲခုခံတိုက်ခိုက်ဖို့စီခိုင်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျဉ်းသားများကွန်ရက် PBNM ကပြောပါတယ်။အကျဉ်းတော်တွင်းကအကျဉ်းသားတွေကို အတင်းအဓမ္မလက်နဲ့ကန်ခိုင်းပြီးတော်လိုင်းရေးတပ်တွေကိုခုခံတိုက်ခိုက်ဖို့စစ်ကောင်စီကစစ်ခိုင်းနေပြီးတိုက်ပွဲဖြစ်ပွားရာနေရာတွေကရာဇဝတ်သားတွေကို ထောင်တွင်းခန်းစစ်အတွက်လက်နက်တက်စင်ကင်းဆောင်ခိုင်းနေလေလို့သိရပါဗျ။ဒါအပြင်အချင်းထောင်တွေကိုတော်လိုင်းရေးတက်ဖွဲ့တွေလာရောက်တိုက်ခိုက်ပွဲကစစ်သားတွေနဲ့အတူခုခံကာဝယ်ဖို့အတင်းအာမအမိတ်ပေးစစ်ခိုင်းနေလေလို့ဆိုပါဗျ။ကချင်ပြည်နယ်အတွင်း KIA နဲ့တော်လိုင်းရေးတက်တွေတိုက်ခိုက်နေတဲ့ဗမော်အချင်းထောင်နဲ့မွန်းညင်းအချင်းထောင်တွေမှာရဆွေးမှုတွေနဲ့နှစ်ကြီးကြနေတဲ့အချင်းသားချုပ်ကိုလည်းလက်နက်တွေတက်ဆင်ပြီးထောင်ခန့်စစ်ကင်းတွေမှာလုံခြုံရေးဆောင်ခိုင်းတာနဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတူပူးတွဲခုခံမှုတွေစစ်ခိုင်းခဲ့တယ်လို့ PPNN ကပြောပါတယ်။တလီလုံးစစ်စင်ရေးအတွင်း line call ထောင်ကိုတော်လိုင်းရဲတပ်တွေဝင်ရောက်တိုက်ခိုက်ချိန်မှာဗိုလ်အစ်စ်နဲ့အကျဉ်တောင်တွင်ဖမ်းဆီးခံထားရသူတွေကိုတိုက်ပွဲမှာပေါဝင်တိုက်ခိုက်ပွဲကကြာခံနေရတဲ့ပြစ်ဒဏ်တွေကိုဖျက်သိမ်းကောင်မူလရာထူးကိုယာယီပေးပြီးတိုက်ပွဲအတွင်းပြန်လည်အသုံးပြုကြတယ်လို့သိရပါတယ်။အခုလိုအကျဉ်းသားတွေကို အတင်းအနမစစ်မှုထမ်းခိုင်းတာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကလူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းမှုရဖို့ပြန်လည်တာဝန်ထမ်းဆောင်စေတာတွေစတဲ့တရားမဝင်လုပ်ရက်တွေကိုပေါ်ပေါ်တင်းတင်းကျူးလွန်ပြီးအင်အားဖြစ်တင်လာမှုကို PPNN ကအပြင်းထန်ကောက်ကွက်တယ်လို့ထုတ်ပြန်ချက်မှအတိပေးထားပါတယ်ရှင်။ဆလဘီနိုင်ငံတကာသတင်းများကို ကိုထက်ကစူးစီးတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပါခင်ဗျာမလ15ရက်နေ့အတွက် VOR ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ထရူဒေါ်ယာရုမှာဆင်ပြီးတဲ့နောက်ကနေဒါဝန်ကြီးချုပ်အဖြစ်မတ်ကာနီကြံသက်စာချိန်ဆခဲ့ပါတယ်။မတ်ကာနီဟာကနေဒါနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက်အမေရိကန်ပြည်ထောင်စုနဲ့ကုန်သွယ်စစ်ပွဲနဲ့ပတ်သက်ပြီးမေကွန်ထုတ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲဂျက်စတင်ထရူဒေါ်နေရာကိုဆက်ခံမဲ့ကနေဒါဝန်ကြီးချုပ်အဖြစ်ကြံသက်စာချိန်ဆခဲ့တာဖြစ်ပါတယ်။ ဝိုးပန်းရရှိဟောင်းကာနီဟာဒီနေ့နောက်မိုက်မှာကျင်ပါမယ် Liberal Party ကိုရွေးကောက်ပွဲသို့ဦးဆောင်ခြင်းအပါဝင်နိုင်ငံရေးအရရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ခြေလှမ်းစတင်နေပြီလည်းဖြစ်ပါတယ် Trudeau ဟာဆက်စုပ်နှစ်ခုနေပါအာဏာရပြီးတဲ့နောက်တောက်ကြနေအစောပိုင်းမှာယာတုံးမှဆင်းသွားခဲ့ပြီးကာနီကကြမ်းသက်စာချိန်ဆခဲ့တာလည်းဖြစ်ပါတယ်သူရဲ့ liberal party ဟာလာမယ့်ရွေးကောက်ပွဲမှာရှုံးနေပွဲရှိကြောင်းစစ်တမ်းတွေကပြတ်သားနေတာကြောင့် Trudeau ရာထူးမှာနှုတ်ထွက်ကြောင်းဇန်နဝါရီလမှာကြေညာခဲ့တာပါ တောက်ကြနေက H မှာတင်ထားတဲ့နှုတ်ဆက်စာတစ်စောင်မှာတော့ Trudeau ကကျေးဇူးတင်ပါတယ်ကနေဒါကျွန်တော်ကိုယုံကြည်ပေးတဲ့အတွက်စိန်ခေါ်မှုတွေပေးတဲ့အတွက်နဲ့အကောင်းဆုံးတိုင်းပြည်နဲ့ကမ္ဘာပေါ်ရှိအကောင်းဆုံးလူတွေကိုအစေခံဖို့အခွင့်အရေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောကြားထားပါတယ်။ဘန်တော့ကနေဒါနဲ့ဘန်တော့အင်္ဂလန်ရဲ့အုပ်ချုပ်မှုဟောင်းဖြစ်တဲ့ကာနီကိုမလ9ရက်နေ့မှာ Liberal Party ခေါင်းဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ကာနီယာသူ့ရဲ့ဆက်စုနဲ့များစွာကြားတဲ့ဗန်နိုင်းလုပ်ငန်းခွင်အတွင်း ကမ္ဘာလုံးဆိုင်ရာအကြက်တွဲတွေနဲ့ကတောင်ကနင်းကာလာတွေတခြားအဆွေရတွေကိုပိတ်ကင်ခဲ့တယ်လို့ CNN ကဖော်ပြထားပါတယ်။ကာနေဟာ COVID-19 ကာလမှာကနေဒါရဲ့စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့ TrueDoc ကိုအကြံပေးခဲ့သေးတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ Israel American တစားခံတွေကိုလွတ်ပေးမယ်လို့ Hamas ကကန့်လန့်လာပါတယ်။ Israel ကစစ်ပွဲကိုအပြီးတိုင် အဆုံးသတ်ရတဲ့အတွက်အပြစ်ခတ်ရစေဆွေးနွေးပွဲအပြီးနောက်တဆင့်ကိုစတင်မှာက အမေရိကန်အစ္စရေးတစားခံတွေကိုလွတ်မြောက်ရေးသဘောတူညီမယ်လို့ဟာမတ်ကတောက်ကြနေမှာပြောကြားခဲ့ပါတယ်။အပြစ်ခတ်ရစေးရေးသဘောတူညီချက်ရဲ့ဒုတိယအဆင့်အတွက်ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာဆက်ဆက်ညှိနှိုင်းမှုတွေစီကအဆိုပြုချက်ကိုလက်ခံရရှိပြီးတဲ့နောက်ဟာမတ်ဘက်ကနယူးဂျာဆီပြည်နယ်မှာအသက်22နှစ်အရွယ်ဆက်သားအီဒန်အလက်ဇန်နာကိုလွတ်ပေးဖို့ကန့်လန့်ခဲ့တာလည်းဖြစ်ပါတယ်။ဂါဇာအကြီးကဲကကိုင်ရိုကိုတွားရောက်มาဖြစ်ပြီးအီဂျစ်ပြည်ပြည်သူတွေနဲ့အပြစ်ခတ်ရစေးဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။ အပြစ်ခတ်ရစေးရဲ့ယာယီပရမအဆင့်ဟာမလ2ရက်နေ့ကတတန်းကုန်သွားတာကြောင့်စစ်ပွဲကိုထာဝရအဆုံးသတ်ရေးအတွက်ဆိတ်ဆက်ညှိနှိုင်းမှုလိုအပ်မဲ့ဒုတိယအဆင့်ဆွေးနွေးဘက်ကိုအစ္စရေးကပယ်ချခဲ့ပါတယ်။အပြစ်ခတ်ရစေးရဲ့ယာယီပရမအဆင့်ကိုပဲတတန်းတွလို့တယ်လို့အစ္စရေးကပြောပါတယ်။ဟာမတ်ဘက်ကတော့ဒဇာကန်နဲ့လွတ်မြောက်ရေးကိုဒုတိယအဆင့်မှာသာပြန်လည်စတင်မယ်လို့ပြောကြားခဲ့ပါတယ်။ဝင်ကြီးချုပ်နေတန်ယာဟူရဲ့ယုံမှအလက်ဆန်နာအားလွတ်မြောက်ဖို့ကံလန်းချက်ကိုတောင်းဆိုခဲ့ပါသေးတယ်။ အပြစ်ခတ်ရစရေးပထမအဆင့်တက်တန်းကုံဆုံးပြီးချိန်ကစပြီးဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးကလုံးဝပိတ်ဆို့ထားစေလဲဖြစ်ပါတယ်။အလက်ဇန္ဒားလွတ်မြောက်ရေးဟာထိတ်တန့်ဦးစားပေးဖြစ်တယ်လို့မလအစွာပိုင်းမှာအင်ဖြူရိုရှိဝက်ကော့ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။အမေရိကန်တစားကန်ညှိနှိုင်းရေးမှူးအာရန်ပိုလာဟာအလက်ဆန်ဒါလွတ်မြောက်ရေးအတွက်မကြသေးမီဂျပန်အတွင်းကဟာမတ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့သေးတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။မောင်းသူမဲ့အနာဂတ်ဘတ်စကာကိုဘာစီလိုနာမှာစတင်ဆန်သက်ခဲ့ကြပါတယ် ဘာစီလိုနာမြို့လယ်မှာရှိတဲ့ခီးတယ်ရီဟာယခုသတင်းပတ်အတွင်းဘတ်စကားကိုအခမဲ့စီးနေနိုင်ခဲ့ပါတယ်။ရီနိုဟာယခုသတင်းပတ်အတွင်းဘာစီလိုနာမှာမောင်းသူမဲ့မီနီဘတ်အသစ်ကိုစမ်းသပ်နေတာလည်းဖြစ်ပါတယ်။အဆိုပါမောင်းသူမဲ့မီနီဘတ်ဟာဘာစီလိုနာမြို့လယ်ရဲ့မြို့ပတ်လမ်းကြောင်းပေါ်မှာ2.2ကီလိုမီတာ1.3မိုင်စာလိမ့်မတိုင်ကိုအသွားပြန်ပြေးဆွဲနေတာလည်းဖြစ်ပါတယ်။ရှေ့ပြေးပုံစံပြုလုပ်ဖို့အတွက်မောင်းသူမဲ့မီနီဘတ်ကအထူးပြုကုမ္ပဏီ ရီရိုက်နဲ့ပူပေါင်းထားတာလည်းဖြစ်ပါတယ်။၎င်းဟာပြီးခဲ့တဲ့နှစ်ကပြင်သစ်ဖွင့်ပွဲကျင်းပရာနေရာမှာမောင်းတူမဲ့ဘတ်စကာကိုထုတ်ပေါ်ပြသခဲ့ပြီးအခုခါမှာတော့ဘာစီလိုနာမြို့မှာစတင်ဆန်းသပ်ပြီးဆွဲနေတာလည်းဖြစ်ပါတယ်။ပြင်သစ်ပလန်စီယာနဲ့ဇူရစ်လေဆိပ်တို့မှာလည်းဆန်းသပ်ဖို့ project တွေရှိတယ်လို့လည်းသိရပါတယ်။ဆမ်မာစစ်စကိုမှတိုကျိုထိအခြားမြို့တွေမှာလည်းမောင်းတူမဲ့တက္ဆီတွေနဲ့ဘတ်စကာတွေကိုဆန်းသပ်လျက်ရှိပါတယ်။ဒါမဲ့လေရီနုံရဲ့ဥရောပမောင်းတူမဲ့နည်းပညာအစပြုမှုဟာအမေရိကန်နဲ့တရုတ်တို့ထက်တော့နောက်ကျနေတာလည်းဖြစ်ပါတယ် အမေရိကန်နဲ့တရုတ်တို့မှာတော့မောင်းသူမဲ့မော်တော်ယာဉ်ကုမ္ပဏီတွေဟာရှစ်တို့တက်လန်းဖို့အပြင်းထန်ရှင်းပြိုင်နေကြတာလည်းဖြစ်ပါတယ်။အမေရိကန်ဟာတရုတ်နိုင်ငံလိုမျိုးတူညီတဲ့မောင်းသူမဲ့မော်တော်ယာဉ်တွေနဲ့စမ်းသပ်မှုများစွာကိုလှုံ့ဆော်နေပါတယ်။ဥရောပမှာအခုချိန်ထိကျွန်တော်တို့မှာအများကြီးမရှိသေးပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာဥရောပကိုအများပြည်သူတုံးတေပို့ဆောင်ရေးမှာစတင်ပြီးဒီလမ်းကြောင်းကိုပြင်ဆင်နေဆိုတာပြသချင်တယ်လို့ရီနိုရဲ့ရီနိုရဲ့မောင်းသူမဲ့မော်တော်ယာဉ် project တွေရဲ့အကြီးအကဲ ပထရီဘီဂျာလက်က Associated Press ကိုပြောကြားခဲ့ပါတယ်လျှစကားဟာပြန်အားသွင်းစရာမလိုပဲကီလိုမီတာ120အထိမောင်းနေနိုင်ပြီးတနိုင်ကိုကီလိုမီတာ40အထိမောင်းနေနိုင်ပါတယ်။ကားတွေဆိုင်ကယ်တွေနဲ့လမ်းသွာလမ်းလာတွေပြည့်နေတဲ့လမ်းပေါ်မှာသွာလာနိုင်ဖို့ရာကင်မရာ7လုံးနဲ့လိုက်တာ6ခုအောင်ခံကြိယာတွေတက်ဆင်ထားတာလည်းဖြစ်ပါတယ်။ဘတ်စကားဟာလူစီကားတဲ့ဘာစီလိုနာမြို့လယ်မှာတော့တတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းလုံခြုံစွာမောင်းနေနိုင်တယ်လို့ကုမ္ပဏီကပြောပါတယ်။ ရီနိုရဲ့မောင်းသူမဲ့မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့မှကာလိုဆန်စတိုကစီးနင်းသူတွေစီကတုတ်ပြန်မှုတွေအများကြီးကိုတွေ့ကြရတယ်။အချို့ကပြုံးနေကြတယ်၊တပ်ပုံတွေရိုက်ကြတယ်၊အချို့ကတကားဖွင့်ဖို့တောင်ကြိုးစားကြတယ်လို့ပြောကြားခဲ့ပါတယ်။ဆန်သက်ဘတ်စကာကြောင့်မတော်တဆမှုဖြစ်ရတဲ့သတင်းတွေမရှိဘူးလို့ဘာစီလိုနာမြို့အာနာပိုင်ကပြောကြားခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။ကျွန်တော်ကိုထပ်ပါဆလဘီနေစဉ်တိုက်ပွဲသတင်းချို့ကိုဟန်နီကိုကိုကတင်ပြပေးသွားပါမယ်ရှင်။ ကရင်ပြည်နယ်ဖန်ခရိုင်ပိုင်ကြုံမြို့နယ်အတွင်းကစစ်ကောင်စီတပ်ဆွဲခဲ့တဲ့ခလရ31.148ပူလူတူအခြေဆိုင်ခြေကုတ်စကန်ကိုမက်ရှန်14ရက်နေ့ကအပိသက်သိမ်းမှတ်ရရှိပြီလို့ KNU ဘိုးကသတင်းထုတ်ပြန်ပါတယ်။သိမ်းမှတ်ရရှိခဲ့တဲ့လက်နက်ကြီးငယ်တွေရဲ့မှတ်တမ်းထပ်ပုံကိုလည်း KNU ကပူရဲထုတ်ပြန်ထားပြီးအဆိုပါစကန်မှကရင်အမျိုးသားအလံနှင့်ထူထားတာကိုလည်းတွေ့ရပါတယ်။ပူလူတူစခန်းကို KNU ကရင်အမျိုးသားလူမျိုးရေးတက်မတော် KNLA တက်မှာခုနှစ် တရင်22ကဥဆောင်ပြီးကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား12ဦးသေဆုံးပြီး17ဦးထိုင်းဘက်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့ရာ၎င်းတို့နဲ့အတူလက်နက်ငယ်2လက်နဲ့လက်ပစ်ပုံတလုံးအတူပါရှိထွက်ပြေးသွားပြီးလွတ်မြောက်သူ17ဦးအနက်3ဦးထံရရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲတွေတွင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က6ဦးထံရရရှိပြီး ၃ဦးမှကြာဆုံးခဲ့ရတယ်လို့ KNU ဘိုကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်ယုံကိုဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကတွားရောက်ခဲ့ပြီးတန်မကြီးဥကြုံမုထွန်းနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်ယုံကိုဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကတွားရောက်ခဲ့ပြီးတန်မကြီးဥကြုံမုထွန်းနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။ ခင်အရီကိုကိုထိန်လင်းကမိခင်ဖြစ်သူဒေါန်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးမက်ရှလ14ရက်နေ့ကတန်မတ်ကြီးဦးကျော်မိုးထွန်းနဲ့တွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။မက်ရှလ13ရက်နေ့ကလည်းကုလသမဂ္ဂရုံးချုပ်မှကျင်းပခဲ့တဲ့ UN event မှာမြန်မာနိုင်ငံမှာရှိတဲ့စစ်ပေးသင့်အမျိုးသမီးတွေကလေးတွေခံစားရတဲ့ post trauma stress disorder PTSD အကြောင်းကိုအလေးပေးဆွေးနွေးခဲ့တယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်ကတဆင့်အသိပေးထားပါတယ်။ ိုထိန်လင်းရဲ့အခုခီးစဉ်ကနေဒွန်ဆန်းစုကြည်နဲ့အတူမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ဖို့မြန်မာနိုင်ငံရဲ့စစ်ဘေးခံပြည်သူတွေအမြန်ဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရဖို့ဦးစားပေးလှုပ်ဆောင်ပြီးအမေရိကရောက်မြန်မာနယ်ပယ်တွေကူညီထောက်ပံ့ပေးသူတွေနဲ့တွေ့ဆုံသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးကမ်ပိန်းစစ်ဆေးများအကြောင်းကိုຫນွေဦးမေကစူးစီးတင်ပြပေးသွားပါမယ်ရှင်။ ဒီကနေ့အတွက်တော်လန်ကမိန်သတင်းများကိုတင်ဆက်ပေးသွားပါမယ်။ကလေးခရိုင်အမှတ်လေးတရင်ကရဲဘော်များအတွက်စစ်အုပ်စုံများဖြည့်ဆည်းပေးနိုင်မှုအတွက် Project Clothing 2025ကမိန်ကိုပြုလုပ်နေပါတယ်။ကလေးခရိုင်အမှတ်လေးတရင်ဟာမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတရင်တင်းဖြစ်ပြီးအာနာရှင်စနစ်ခြုံငင်းရေးနဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက်အညာဒေသမှာစက္ကဆကိုခုခံတွန်းလှန်တိုက်ပွဲဝင်နေတဲ့တရင်ဖြစ်ပါတယ်။ အညာဒေတာမှာစည်ရင်းပြီးတော့တွေအချိန်ဟုန်ပြင်းလာတာအကောင်းလာတာအလုံးအသိပဲဖြစ်ပါတယ်။အဲ့ဒီလိုထိုးစစ်စင်တိုက်ပွဲဝင်နေကြတဲ့တည်ရင်တက်ဖွဲ့တွေကမှကလေးခရိုင်အမှတ်လေးတည်ရင်အနေနဲ့လိုအပ်ချက်တွေများစွာရှိနေပြီး အဲ့ဒီတဲကမှရဲဘော်စစ်တီများအတွက်စစ်ဝဇုံနဲ့စစ်သုံးဖက်များဟာလည်းမရှိမဖြစ်လိုအပ်နေပါတယ်။စစ်ဖက်များဟာပြက်စီးလွယ်တာကြောင့်စစ်တီတအူးကိုတနှစ်တာအတွက်အ ਨੇ ဆုံးဖက်သုံးစုံရဲဘော်များအတွက်စစ်ဝဇုံများကိုလည်းတနှစ်တာအတွက်အ ਨੇ ဆုံးတယောက်ကိုတစ်စုံလုံးတက်ဆင်နိုင်ရန်လိုအပ်ပြီးတရင်အနေဖြင့်ပြင်ပကဝဲယူပါကကုန်ကြားစိတ်ပုံများတာမို့ကိုယ်တိုင်ချုပ်လုပ်နိုင်ရန်မတီဝင်များလိုအပ်နေပါတယ်။ ဒါကြောင့်ကလေးခရိုင်အမှတ်လေးတရင်အနေဖြင့်2025ခုနှစ်အတွင်းစီဝုံစုံများဝယ်ယူတက်စင်နိုင်ရန်အတွက် Project Growing 2025 Campaign ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ Campaign ကာလကမတ်လ10ရက်နေ့မှ April 10ရက်နေ့အထိဖြစ်ပြီးဝတ်စုံချုပ်ဖို့အတွက်မတီငွေ350ခန်းနဲ့စစ်ဖက်နဲ့တရန်ကို3000ကျပ်ခန့်ကြာတင်မှာဖြစ်တာကြောင့် Campaign Target ကို7300မျှော်မှန်းထားပါတယ်။တော်လန်ပြည်သူများအနေနဲ့ ရဲဘော်များအတွက်စစ်ဝဇုံများဖြည့်ဆည်းပေးလိုပါကကလေးခရိုင်အမှတ်လေးတရင် base မှာ NUG Bay SDB အကောင့်များအပြင်နိုင်ငံတကာဘဏ်အကောင့်များဖြင့်လည်းဖက်နက်တရံစာဖြည့်ဆည်းမိမိတို့တက်နိုင်သလောက်ဖြည့်ဆည်းထဲ့ဝင်လှူဒန်းနိုင်ကြောင်းသိရပါရဲ့ရှင်ဆလဗီဒုတ်ခေခေကိညာစေယုံနဲ့ຫນွေဦးကျမ်းမာတို့ပူပေါင်းပြီးခရီနီဒေတာမှာရှိကြတဲ့ ရဲဘော်များနဲ့စစ်ရှောင်းလူလူဒေသခံလူလူများအတွက်စေဝါးနဲ့စက်ပစ္စည်းတွေဖြည့်တင်းနိုင်ဖို့ကြက်သိန်းပေါင်း၃၀၀၀ရရှိအောင်ရှာဖွေနေတဲ့ project အာယူတာကအမြန်ဆုံးပြည့်ပြီးတော့အောင်အထူးစီစဉ်တစ်ခုအဖြစ်လူလူကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ပုံသူတစ်ထွင်းပကြီကိုကန်ဆယ်မဲ့လက်မှတ်များရောင်းချပြီးပြန်လည်ဂုဏ်ပြုပေးမဲ့အစီအစဉ်ကိုပြောပြပေးပါဦးမယ်။တော်လန်ရေးကာလကြာလာတဲ့အခါထိခိုက်ဒဏ်ရာရရဲဘော်တွေများလာသလို ။စစ်ပေးချောင်းတွေလည်းများလာပြီးယောဂါတွေလည်းပုံမှုထူပြောလာတာကြောင့်ဆေးဝါးအတုံးစိတ်တွေပိုပြီးသုံးဆွဲလာရတာ။တဲယူပို့ဆောင်ရေးခက်ခဲတာစတဲ့အခက်အခဲများကို ဖြေရှင်းနိုင်မှု project အာယူကမ်ပိန်းကိုပြုလုပ်နေကြပါရယ်။စီရေးအချိန်မြင့်လာတာနဲ့အမျှရဲဘော်နဲ့လူလူရဲ့စံမာရေးလိုအပ်ချက်ဟာအစမတန်မြင့်တက်လာပြီး ထိခိုက်ဒဏ်ရာရရဲပေါ်များစေကူတမှုလိုအပ်နေတဲ့လူမှုများရဲ့ငွေကြေးအခက်အခဲလမ်းခရီးနဲ့လုံခြုံရေးအခက်အခဲများကိုဒီ project အာယူကနေအကောင်းဆုံးဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်ခင်မီစကရိယာတွေစေဝါတွေဖြည့်တင်းနိုင်လေကျမ်းမာရေးတူရဲကောင်းများရဲ့တိုးတက်လာတဲ့စွမ်းဆောင်ရေးယုံကြည်မှုအားတွေနဲ့အသက်တွေမြတ်မြတ်ကယ်နိုင်နေဖြစ်တာကြောင့် ကျက်သိန်းမုံ3000ရရှိအောင်ရှာဖွေနေတဲ့ project RU target အမြန်ဆုံးပြည့်ပြီးတော့အောင်လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ US Congressional Gold Medal ပုံလူတစ်ထွင်းပကြီးကိုကန့်စမ်းမဲ့လက်မှတ်ရောင်းချပြီးပြန်လည်ဂုဏ်ပြုပေးမဲ့အစီအစဉ်ကိုထပ်မံဖြည့်တင်းပြုလုပ်ထားတာပါဒီစီစဉ်မှာပါဝင်ဖို့အတွက်ကန်ဆမ်းမဲ့လက်မဲ့တစ်ဆောင်ကိုမြန်မာငွေ1000ကျပ်ထိုင်းဘတ်300 US 3ဒေါ်လာအပြင်တခြားနိုင်ငံကငွေကြေးများဖြင့်လည်းကန်ဆမ်းနိုင်ပါတယ် ကရီနီဒေတာရှိရဲဘော်များနဲ့ပြည်သူများရဲ့ကျန်းမာခြင်းအသက်ရှင်ခြင်းတို့ကိုယူဆောင်ပေးဖို့ကြိုးစားနေကြတဲ့ဒီ project အာယူမှာစေဝါးတွေအတွက်ကုသိုလ်ယူရင်းလူမှုကောင်ဆောင်ရဲ့ပုံလူတစ်ထွင်းပကြီးကိုဂုဏ်ယူစွာပိုင်ဆိုင်ခွင့်ရနိုင်မှု University of Medicine 2 Yangon Student Committee နဲ့ဒုက္ခေတို့ရဲ့ message ပေါက်မှာဆက်တွယ်ဝယ်ယူအားပြေကူညီနိုင်ကြောင်းသိရပါရရှင်။ကျမကအနွေဦးမေးပါ။ ဆက်လက်ပြီးနေ့စဉ်မူလသားသတင်းများကိုဟန်ဒီကိုကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပါရှင်မက်ချ်လန်16ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပင်လယ်အခြေအနေမှာကပလီပင်လယ်ပင်နဲ့မင်္ဂလာပင်လယ်အတောင်ပိုင်းတို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြံမင်္ဂလာပင်လယ်အမှာအများအပြင်းတာယာနိုင်ပါတယ်။ပင်လယ်ပင်အခြေအနေမှာတနင်္သာရီကန်ယူရန်မှာလေးဟာအရှိအရှိမြောက်ဘက်မှာတနင်္ဂနွေမှာ10မိုင်ခန့်တိုက်ခတ်နိုင်ပြီး နိုင်နိုင်ငံမှာနိုင်တင်တင်ရှိနိုင်ပါတယ်။ကံယူရမ်းမှာလေးဟာအနောက်နောက်မြောက်ဘက်မှာတနာရီ10မိုင်မှ -30 ခန့်တိုက်ခတ်နိုင်ပြီးနိုင်နိုင်ငံမှာနိုင်တင်တင်ရှိနိုင်ပါတယ်။မြို့ဝကျွမော်ဒေတာတွေနဲ့မုဒမကွေးရိုးဘက်မှာလေးဟာအရှိအရှိတောင်ဘက်မှာတနာရီ10မိုင်မှ -30 ခန့်တိုက်ခတ်နိုင်ပြီးနိုင်နိုင်ငံမှာနိုင်တင်တင်ရှိနိုင်ပါတယ်။မိုးချီနေမှာသခိုင်းတိုင်းတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ချောင်းမိုးတက်ကြုံရွာနိုင်ပါတယ်။ ချင်းပြည်နယ်မှာတိမ်သင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာအများအပြားတာယာနိုင်ပါတယ်။နေပူချိန်တွေမှာမြန်မာတိုင်းနိုင်ငံလုံးမှာပုံမှန်ထက်မြင့်တက်နိုင်ပါတယ်။မြို့ချိန်တွေမှာသခိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမနက်ပိုင်းမှာမြူထူတွေကျဆင်းနိုင်ပါတယ်။အခုနားဆင်ကြရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းလေးဖြစ်ပါတယ်။ကြည့်ရှုနားဆင်ကြတဲ့တော်လန်ပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်။